၅သိန်း၆သိန်းကြားမှာတော်တော်လေးသုံးလို့ကောင်းတဲ့ Global Version နဲ့က Infinite Hot 60i ဆိုတဲ့ဖုန်းတလေကြောင်းနည်းနည်းလေးပြောကြပါဦး တော်ရှင်းဆိုရင်တော့ဒီကောင်ကလူကြီးပိုင်းတွေတုံးတာများတယ်ပြီးတော့ social media ပိုင်းကို AAC တုံးနေတယ်ဆိုတဲ့သူတွေအတွက်တုံးရတာအဆင်ပြေတဲ့ကောင်မျိုးအဲဒီကောင်မှာဆိုရင်6.7 inch ရှိတဲ့120 hz IPS LCD display ကိုထည့်ထားပေးရယ်ပြီးတော့ performance အနေနဲ့ဆိုရင် MediaTek Helio G81 Ultra ကိုတုံးပေးထားတယ်ဆိုတော့ဒီကောင်ကသူ့ရဲ့ display အရာ performance အရာဆိုလို့ရှိရင်တော့ gain တွေပိုင်းကောင်းကောင်းဆော့လို့တော့မရဘူးသို့တော့ social media update အကုန်လုံးကောင်းကောင်း handle လုပ်ပေးနိုင်တယ် smooth ဖြစ်တုံးလို့ရတယ် daily driver အနေနဲ့ကောင်းကောင်းတုံးလို့ရတယ်ကင်မရာမှာဆိုရင်တော့ဒီကောင်က 50MP ဆိုတဲ့ dual camera ပါတယ် ဲ battery နဲ့ဆိုလို့ရှိရင်9160 mAh ကိုမှ45ပဲ fast charge နဲ့ရမယ်ပြီးတော့ side mount fingerprint ထည့်ထားပေးသေးတယ်သူရဲ့ design ကတော့ဒါအားလုံးတွေ့ရတိုင်းပဲတော်တော်လေးကိုမှလှတဲ့အရောင်လေးတွေဆိုရင်ဒါ gradient လေးပြေးနေရမျိုးလေးဒါမျိုးလေးတွေနဲ့တော်တော်လေးကြည့်လို့ကောင်းတဲ့ design ကို တော့လုတ်ပေးထားတာဆိုတော့ပြောမယ်ဆိုရင်တော့ဒီ Infinite ရဲ့ Hot City အိုင်က gaming တော့မဟုတ်ဘဲနဲ့9သိန်း6သိန်းဝင်းကျင်မှာကျွန်တော်က global version နဲ့က social media AAC သုံးကျင်နဲ့ designer phone လေးကိုလိုချင်တဲ့ပေါ့ပေါ့ပါလေးသုံးကျင်နဲ့ဆိုရတဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေတဲ့ phone လို့ပြောလို့ရတယ်ပြီးတော့ဒီ Infinite Hot City အိုင်လေးမှာရွေးမယ်ဆိုလို့ရှိရင် option 3မျိုးရှိတယ်ဒီကောက်မှာက 412G version လာတယ် 612G version လာတယ် 825G version နဲ့လာတယ် version 3မျိုးမှာကိုကကိုယ့်ရဲ့ budget ကိုချိန်ပြီးတော့ကိုကဘယ်လောက်ကိုသုံးမှလဲ RAM များလားဒါမှမဟုတ် ROM များသုံးမှလားဒါကိုချိန်ပြီးတော့လဲရွေးလို့ရသေးတယ် ိုတော့ infinite horses ကြီးအိုင်ကိုကိုလိုလိုဆိုရင်ဘယ်လိုမျိုးမြင်လဲအောက်က comment မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အဒမင်ကြော်ပြပါ Yangon Mobile Store